Hello မင်္ဂလာပါဒီ base ကနေပြန်လည်ကြိုဆိုပါရင်အဲ့တော့ကျွန်တော်တို့ဒီနေ့ကတော့ဒါထူးခြားဖြစ်စဉ်လည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီ crypto ဈေးတွေအာမနေ့ကညနေစပြီးတော့ပေါ့နော်ပြုတ်ကြသွားတဲ့ထူးခြားဖြစ်စဉ်လည်းရှိနေတယ်အဲ့တော့ကျွန်တော်တို့အာခါတိုင်းကျွန်တော် Monday ကိုပဲထူးခြားဖြစ်စဉ်မရှိရင် Monday ပဲလုပ်နေကြဆိုတော့ဒီဒီဘက်ကတော့ Friday ကိုပါကျွန်တော်ထည့်ပြီးတော့ပေါ့နော်ဆိုတော့ဒါထူးခြားဖြစ်စဉ်လည်းရှိရတဲ့ကြောင့်မို့လို့ analyze ကျွန်တော်လုပ်ကြည့်ကြမယ်ပေါ့နော်ဆိုတော့ဒါကတော့ Friday crypto analysis လေးပေါ့အဲ့တော့ဒီဒီနေ့ကတော့ကျွန်တော်နည်းနည်းလေး flow လေးနည်းနည်းလေးပြောင်းပြီးကျွန်တော်လုပ်ချင်တယ်ပေါ့နော်ကျွန်တော်ခိုင်းဆိုလို့ရှိရင်ဒီ crypto market ကြီးတစ်ခုလုံးကျွန်တော် analyze လုပ်တယ်ပြီးရင် crypto ဒီ top 4ပေါ့နော် top 4ကိုကျွန်တော်တို့ analyze လုပ်တယ်ပေါ့နော်ဆိုတော့အဲ့တော့အအခုဒီနေ့ဒီဗီဒီယိုမှာကျွန်တော် Bitcoin ကိုပဲဦးတည်ပြီးတော့ကျွန်တော် analyze လုပ်ကြည့်ချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ Bitcoin ဒီ အားလုံးလည်းသိခဲ့တိုင်းပဲအခု crypto မှာအာ bitcoin ကပဲအာအဓိကဦးဆောင်တာပေါ့နော်ဆိုတော့ခုနောက်ပိုင်းတော့ ethereum နဲ့ဘာလို့ edf တွေထွက်လာမယ်ဆိုတော့နောက်လိုဘာလို့ဆိုလဲ edf ထွက်လာဖို့ရှိတယ်ဆိုလို့ရှိရင်တော့အဲသူတို့လည်းခုနောက်ဦးဆောင်လို့နေရအောင်နည်းနည်းတနည်းနည်းနဲ့ပေါ့နော်ရောင်းလာအောင်ရောင်းလာနိုင်တယ်ဒါပေမဲ့ bitcoin ကတော့အမြင်နဲ့ရှိရတော့ပြေးနေမှာပဲအဲ့တော့ bitcoin တက်ရင်အကုန်တက်တယ် bitcoin ကျရင်အကုန်ကျရဲဆိုတဲ့ပုံစံဖြစ်နေတဲ့ market ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် bitcoin ကိုတည်ပြီးတော့ဒီနေ့ analyze လုပ်ကြည့်နေတယ်ပေါ့နော်ပြီးတော့ဒီနေ့ analysis ကိုကျွန်တော်တို့ ၃၃ဘိုင်းနဲ့ကျွန်တော်တို့တွားချင်တယ်ပေါ့နော်ပထမဆုံးတစ်ဘိုင်းကကျွန်တော်တို့ usual steps ပေါ့နော်ကျွန်တော်တို့ဒီ price action ကိုတုံးမယ်အာပြီးရင်အဲ client တုံးနေကြ indicators ကျွန်တော်တို့ဒါ fibonacci လိုဟာမျိုးတွေကိုကျွန်တော်တို့တုံးပြီးတော့မှာအကြည့်ကြည့်မယ်ပေါ့နော်ပြီးရင်ဒုတိယမှာကျွန်တော်တစ်ခေါက်ပဲတုံးရသေးတယ်ကျွန်တော်တို့ဒီ bitcoin having အာ500ပေါ့နော်အဲ့ဒါကိုတုံးပြီးတော့မှာအာကျွန်တော်တို့တစ်ချက်လမ်းလုံးကြည့်မယ်ခုနက technical indicator နဲ့ ကိုက်မကိုက်ကိုကျွန်တော်ကြည့်ကြည့်မယ်ပေါ့နော်နောက်ဆုံးတတိယတစ်ခုကတော့ကျွန်တော်တစ်ခါမှကျွန်တော်မသုံးမှုသေးတဲ့ indicator တစ်ခုကိုတုံးပြီးတော့မှကျွန်တော် market ကိုကြည့်ကြည့်မယ်ပေါ့နော်ဆိုတော့ indicator တော့ထူးခြားရမှာမဟုတ်ပါဘူးကျွန်တော်ဒါပေမဲ့တစ်ခါမှတော့ကျွန်တော်မသုံးမှုပေါ့နော်ဆိုတော့အဲ့လေးကိုကျွန်တော်နောက်ဆုံးအထိကြည့်ပြီးပြန်ဆိုလို့ရှိရင်တွေ့မယ်ပေါ့နော်ဆိုတော့အာအခုဒီအရင်ဆုံးစပြီးကျွန်တော်ပြောချင်တာဘာကြောင့်ဒီ bitcoin နေအဲ crypto တွေပေါ့နော် bitcoin နဲ့ crypto တွေဘာကြောင့်ဈေးကျလဲပေါ့နော် ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီအမ် recap ပြီးသွားပြီဆိုလို့ရှိရင်ဈေးတက်မယ်လို့အားလုံးကမျှော်လင့်ထားကြတယ်မျှော်လင့်ထားကြတယ်။ဘာကြောင့်ဈေးဈေးကြရတယ်ပေါ့နော်။ So ကျွန်တော်တို့ဟိုပြောလို့ရှိရင်အရှိမဒီ rate ကတ်တော့မယ်ဆိုပြီးတော့ပြောခဲ့တဲ့ အချိန်တောက်လျှောက်မှာဈေးဒီ high ပြီးတော့တက်လာတယ်။ကျွန်တော်ပြောလို့ရှိရင်ဒါ high high ကြောင့်ပေါ့နော်အာပြီးရင်ဈေးတက်မယ်ပြီးရင်ဈေးတက်မှာပဲခုနေဝယ်ထားမှရမယ်ဆိုတော့ demand များနေတဲ့ကြောင့်မလို့ ဈေးတက်လာတယ်။ဒါပေမဲ့ break up ပြီးတဲ့အချိန်မှာစပြီးနည်းနည်းလေးတက်လိုက်ပြီးတဲ့အချိန်မှာ TP ယူရတဲ့လူတွေရှိထားတယ်။ပြီးရင်ပြီးအဓိကအခုဖြစ်တဲ့ပြဿနာကဘာလဲပြဿနာမျိုးပုံမှန်ပေါ့နော်။ဘာလဲဆိုတော့ကျွန်တော်တို့ဒီ option တွေပေါ့နော် option contract တွေ expire ဖြစ်တဲ့ဟာရှိတယ်။ပြီးရင်တချို့ပွဲတွေပေါ့နော်ပွဲတွေဟိုးရေရှည်ခြင်ထားတဲ့ပွဲတွေပြီးခဲ့တဲ့ဒီ အာကျွန်တော်တို့နှစ်တွေအကြာကြီးပေါ့နော်ကင်ထားခဲ့တဲ့ way တွေသူတို့ရဲ့ဒီ Bitcoin နေနဲ့ Ethereum တွေကိုရောက်ထုတ်ပြတာရှိရဲအဲ့တော့ကျွန်တော်တို့ဒီအသစ်ဝင်လာတဲ့ company တွေနဲ့အသစ်ဝင်လာတဲ့ဒီ investor တွေကဆက်ပြီးတော့ကင်ချင်ပေမဲ့လည်း selling pressure ဝင်လာတဲ့အကြောင်းမလို့ကြာတာရှိတယ်ပေါ့နော်ဥပမာအဖြစ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါပြီးခဲ့တဲ့ရက်မှာနေမယ်ကျွန်တော်တို့ဘီလီယံနဲ့ချီပြီးကျွန်တော်ရောက်ထုတ်လိုက်ကြတယ်ပေါ့နော်ဆိုတော့အဓိကဟို ဘေးကွယ် heaven cycle ပေါ့နော် cycle ကိုယုံကြည်နေသေးတဲ့ OG ဟို ways တွေရှိတယ်ပေါ့နော်တို့ကတိတ်မကြခင်ဒီဘေးကွယ်ဒီဈေးကြတော့မယ် market top ဒါရောက်နေပြီဆိုပြီးယူဆရတဲ့အတွက်ကြောင့်မို့လို့အရသလောက်နဲ့ TV ထွက်ကြတဲ့ပုံစံမျိုးတွေနဲ့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်လည်းပါတယ်ပေါ့နော်ဆိုတော့ဒါတော့ဟိုဘက်ကဒီ on chain နဲ့ fundamental ဘိုင်းအားလေးတွေပေါ့နော်အဲ့တော့ကျွန်တော်အရင်ဆုံး technical လေးကိုစပြီးကြည့်ကြည့်အောင် တကယ်တကယ်တော့ကျွန်တော် weekly နဲ့ပဲချက်ကြည့်လိုက်မယ်ပေါ့နော် weekly နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ထုံးစံတိုင်းကျွန်တော်တို့ဒီမှာ bitcoin usd check ကို index check ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေ့ရလဲဆိုလို့ရှိရင် trend line တစ်ခုကိုတွေ့ရတယ်အဲ့တော့ trend line ရတော့ကျွန်တော်တို့ဒီ at trend နဲ့မှာပဲရှိနေတုံးပဲဒါ weekly trend line ပေါ့နော် weekly trend line ရကျွန်တော် at trend နဲ့မှာပဲရှိနေတုံးပဲပေါ့နော်ဒီလိုမျိုးဒီချာချာလေးဆွဲမယ်ဆိုရင်ဒါမျိုးလေးရရှိနေတုံးပဲအဲ့တော့ဒီ trend line ကကျွန်တော်တို့ trend line ကဒီမှာ ဒီလိုကတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်နေရာဒီမှာကျွန်တော်တို့ထွန်းလိုင်းကိုထိနိုင်ရင်ရှိတယ်လဲပြန်ကြည့်တဲ့အခါကျလို့ရှိရင်ဒီအောက်ကိုပြန်ဆင်းလာတဲ့အခါကျလို့ရှိရင်ဒီအောက်မှာရှိနေဒါကျွန်တော် horizontal support နဲ့ပဲထောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဘက်ကဒီမှာရှိတဲ့ horizontal support line ပေါ့နော်ဒီကောင်းနဲ့ဆွဲလိုက်ပါမယ်နော် support line တသိန်းနဲ့တထောင်နေရာရှိရယ်တသိန်းတထောင်ဒီဟိုးဒီအောက်ထိရောက်သွားပါတော့တသိန်းတထောင်ဆိုတာဒီပြောမယ်ဆိုလို့ရှိရင် တသိန်းနာကတ်သွားပြီเนาะဒီနေရာတစ်ခုရှိရအဲ့တော့လောလောဆယ်မှာကျွန်တော်တို့ဒါတသိန်းနဲ့900ကျော်ဖြစ်နေဖြစ်နေတဲ့ကြောင့်မို့ဒီထက်အလေကြားထဲမှာတနေရာထက်ပြီးရှိနိုင်နေရဆိုတော့တော့ထက်ကြည့်မယ်ဆိုလို့ရှိရင်ဒုတိယ level ကတသိန်းနဲ့8000 level ရှိတယ်เนาะအဲ့ကျွန်တော်တို့ game ပြေပဲယူယူလိုက်ကြမှာတသိန်းတသိန်းနဲ့8000ထဲမှာ699လို့ပါလို့ကြာကျွန်တော်တို့မှတ်မှတ်နိုင်အောင်เนาะတသိန်းနဲ့8000လို့ပဲကျွန်တော်တို့ယူလိုက်ကြမယ်ဆိုရင်ဒီနေရာပေါ့เนาะဆိုတော့လောလောဆယ်မှာဒီ level နှစ်ခုက ကျွန်တော်တို့ဒီ Bitcoin price ကို အောက်ကိုမကြအောင်ထိန်းထားရမယ် support တရေးချိန်ကြီး support နေရဖြစ်တယ်ဟုတ်ပြီနော်ဘာလို့လဲဆိုတော့အရင်တော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တသိန်းနဲ့၈ထောင်ဒီပထမတစ်ခေါက်တက်လာခဲ့တဲ့အချိန်တော့ဒါ resistance အနေနဲ့အလုံးလုံးသွားတယ်ပြန်ကြပြီနောက်တစ်ထပ်လာလာနေချီပြီးတော့ကြာပြီးရဲ့အခါမှာနောက်တစ်ခေါက်ထက်လာပြီး retest လုပ်တယ်တခါအောက်ထိပြန်ပြုတ်ကြပါတယ်တသိန်းအောက်ထိကျွန်တော်တို့က9000 6000ဒီကျွန်တော်တို့ပြန်ပြုတ်ကြပါခဲ့တဲ့အချိန်အထိကိုစောင့်စောင့်နေတယ်ပေါ့နော်ပြီးတော့ အားရထိုးတက်လာတဲ့အချိန်မှာ38000နဲ့နောက်တစ်ခေါက်ထပ်ပြီးတော့ကျွန်တော်တို့ resistant အနေနဲ့အလုပ်လုပ်ခဲ့သေးတယ်ဒီမှာနော်ပြီးတော့မှသူ့ကိုဖောက်ပြီးတော့တက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒါဒီအဲ broken resistant ဖြစ်သွားတယ်အဲ့ဒါဒီ support အနေနဲ့ပြန်ပြောင်းသွားပြီးတော့ဒီနေ့ဒီဒီဒီ week တော့မှာကျတော့ကျွန်တော်တို့ဒီမှာပြန်ကြတဲ့အချိန်မှာဒါ support အနေနဲ့ပြန်အလုပ်လုပ်ခဲ့ပြီးပြန်တက်သွားတာပေါ့နော်ဆိုတော့ သတင်း၈000နီးဒါပြောမယ်ဆိုလို့ရှိရင်အခုလောလောဆယ်ဒီ Bitcoin price အောက်ကိုဆက်ဆင်းမယ်ဆိုလို့ရှိရင်စိတ်လို့မရအောင်တားပြီးတော့ကျွန်တော်တို့ဒါ buyer ဘက်ကနေခုခံရမယ်အာနေရာဖြစ်နေတယ်ပေါ့နော်အဲ့တော့အခုလောလောဆယ် market ဒီအလယ်နားမှာရှိနေတယ်သတင်း၈000အထိရောက်လာခဲ့မယ်ဆိုရင်သတင်း၈000မှာဘယ်သူတွေဝယ်ကြမလဲပေါ့နော်ဝယ်တဲ့လူဘယ်လောက်များမလဲဆိုပြီးပုံမူတည်ပြီးတော့ market ဒီ supply demand အမှလွန်ဆွဲပဲဖြစ်နေမယ်အဲ့လွန်ဆွဲဝယ်ရနေပြီးတော့ supplier နိုင်ဝမ်းမယ်ဆိုလို့ရှိရင်เนาะအောက်ကိုဆက်ကြမယ်။ demand ကနိုင်ဝမ်းမယ်ဆိုလို့ရှိရင်เนาะပုံပြတဲ့နိုင်ရှိတဲ့နေရာပေါ့เนาะ။အဲ့ဒီနေရာကိုချက်ကျွန်တော်တို့ကြည့်ရမယ်။အဲ့3000နေရာကိုကျွန်တော်တို့က Fibonacci နဲ့ဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ Fibonacci ကျွန်တော် retracement နဲ့ဆွဲလိုက်မယ်ဆိုလို့ရှိရင်အဲဒီအောက်ကနေ9400ဒီအောက်ကနေပြီးတော့ဆွဲမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့3000နေရာကကြားကြတယ်မှာတွေ့နေမယ်။0.236နဲ့0.382ကြားထဲမှာရှိနေတယ်။ ဒါကဒီလိုအောက်ကနေဆွဲလို့ရှင်အလုံးမိုဘိုင်းနဲ့ဒီအောက်ကနေဒီဒီဒုတိယတစ်ခေါက်ထောက်ခဲ့တဲ့ဒီတသိန်းနဲ့ဟိုဟာတသိန်းပေါ့နော်တသိန်းဈေးတန်းကနေပြီးတော့တစ်ခေါက်ပြန်ဆွဲမယ်ဆိုလို့ရှင်ကြတော့တသိန်းနဲ့ရှစ်ထောင်ဒီ0.71အိမ်နဲ့ quantity တိုက်တာကိုတွေ့လိမ့်မယ်အဲ့တော့ကဲ0.718ဖြစ်တဲ့ကြောင့်မို့0.718 level မှာပြန်ဝင်မဲ့သူရယ်တသိန်းနဲ့ရှစ်ထောင်ဒီ support နေရာမှာပြန်ပြီးတော့ဝင်မဲ့သူရယ်နှစ်ခုအပြိုင်ပြီးတော့အဝယ်ကောင်းနိုင်တယ်ဆိုလို့ရှင်ရယ်နော်ဒီဟာကိုဒီ ီခံတက်ကနေခုခံနိုင်ပြီးတော့ပြန်တက်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအဲ့ဒီအချိန်မှာရှိမှာဖြစ်မယ် price action အာဟိုဟာတစ်ချက်ကြည့်ကြည့်ရအောင်ပေါ့နော်ကျွန်တော်ဒါစစ်ပွဲကိုတစ်ချက်ကြည့်ကြည့်ရအောင် okay အဲ့တော့ဒီ price action အရာကြည့်မယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်တို့ fibonacci အရာရောဒီ horizontal အာ support အရာရောဒီဒီနေရာ3800ဒီခံရမယ့်နေရာဖြစ်နေတယ် maybe ဒီလိုဘေးတိုက်သွားပြီးတော့မှဒီတသိန်းနဲ့8000နဲ့ဒီ29နဲ့စုံတဲ့နေရာမှာလဲအဲကျွန်တော်တို့ဒါအာပြန်ပြီးတော့မှတစ်ခေါက်ပေါ့နော်ဟိုပြန်တက်နိုင်ကြီးလဲရှိတယ်ဒါပေမဲ့ဒီလိုဘေးတိုက်ကြီးသွားဖို့ကဒါဝိတွေအများကြီးကြာဦးမှာဆိုတော့လနဲ့ကြီးသွားမှာပေါ့နော်အတိတ်တော့မတိကြဘူးအဲ့ဒါဖြစ်နိုင်ကြီးတယ်နည်းနည်းနည်းတယ်ပေါ့နော်ကျွန်တော်စိတ်ထင်ပေါ့လေဟုတ်ပြီ Okay တော့ weekly having ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ having ကကျွန်တော်တို့ဘယ်နေမှာဘယ်ချိန်မှာဖြစ်ခဲ့တယ်ဆိုလို့ရှိရင် 2024 April 19မှာဖြစ်ခဲ့တယ်။ Having ဖြစ်နေခဲ့တဲ့အဲ Having ဖြစ်ပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့ကဒီမှာအာတဖြည်းဖြည်းနဲ့တက်လာတယ်တက်လာပြီးတော့အခုအာ profit စပြီးတော့ယူကြတဲ့အချိန်နော်ဒီလိုအချိန်နေကြောက်သွားပြီးတော့အခုဒီမှာ profit angle နေဖြစ်သွားပြီ။ဘာလို့ဆိုတော့တို့ October September ပြီးရင် October October မှာနောက်ဆုံးတစ်ချီတက်လေးရှိတယ်ပေါ့နော်ကျွန်တော် Montobar လို့တော့ခေါ်ကြရတယ်။ October လို့လည်းခေါ်ရပါတော့။ဆိုတော့ပေါ်တက်မယ်ပြီးရင်တော့သူကပြန်ပြီးတော့ retrace ယူတဲ့ပုံစံမျိုးရှိတယ်။အဲ့တော့ ကျွန်တော်တို့အာဒါ having ရခုနကကျွန်တော်ပြောသလိုအရှိတော့ကိုင်းခဲ့တဲ့ဒီဒီဝေးတွေက having ရပြီးတော့မှဆိုပြီးတော့ဟို TP တွေယူကြတာတွေရှိတော့ကြောင့်မလို့ဒီလိုမျိုးကြတာလည်းရှိပါတယ်ပေါ့နော် sending pressure ဝင်တာလည်းပါတယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီဒီနားလေးရောက်နေပြီပေါ့နော်အဲ့တော့ next week next month ပေါ့နော်နောက်ထပ်အာဒါပြောမယ်ဆိုလို့ရှိရင်တတပတ်စာဆို next month october အပီးကျွန်တော်တို့ november လောက် november လအစမ်းလောက်ကိုကျွန်တော်ဒီ heaven cycle ီ profit US cycle ပြီးမယ်လို့မှန်းတယ်မှန်းတာဖြစ်တဲ့ကြောင့်မလို့ဒီမှာစပြီးကြာရလဲပါနေပေါ့နော်ဆိုတော့ဒါကကျွန်တော် having အရာတော့ having ကတော့အမြင်တော့မှန်လေးအဲရှိရမယ်ဟိုပြောလို့ရှင်ဗျာဟို having က technical သမားတွေကြီးပဲရှိနေတဲ့ဒီအချိန်တုန်းက bitcoin technical သမားပဲခြင်နေတဲ့အချိန်တုန်းကအဲ4 years that been ထာ500 days ပြီးတော့လို့ရှင် having profit cycle ပြီး4 year ပြန်လာအာ being having ြန်ပြန်ဝင်အဲ့လိုမျိုးပုံစံမျိုးသွားတယ်သွားတော့မှန်နေပါတော့နောက်ပိုင်းကျတော့ကျွန်တော်က Bitcoin ကိုကျွန်တော်တို့ကဒီ technical တမားမဟုတ်ဘဲနဲ့အပြင်လူတွေကပါ investor investment အနေနဲ့စုလာတဲ့အချိန်ကျတော့ having test ဆိုလို့ရှိရင်ရေရှည်ကြိမ်မဲ့လူတွေပုံများလာဖြစ်တဲ့ကြောင့်မလို့ having site ကနည်းနည်းလေးမှားလာနိုင်ကြရရှိတာပေါ့နော်ဒါပေမဲ့အခုနလိုမျိုးဟွေးတွေရှိနေတုံးပဲဆိုလို့ရှိရင်ဟွေးတွေကလည်း having ကိုလိုက်နိုင်နေတုံးပဲဆိုလို့ရှိရင်တော့နည်းနည်းလေးပြန်ကြည့်ကြည့်ရမယ့်ဟာလေးပေါ့နော်အဲ့တော့ဒီမှာ profit လေးတွေယူနေကြတယ်နော်အဲ့တော့ဒီမှာ ဆုံးငံနေဖြစ်နေလို့ဒီလိုလေးဖြစ်နေရလို့လည်းဒါတခုယူဆလို့ရတယ်โอเคအဲ့တော့နောက်ဆုံးသုံးမဲ့ကျွန်တော်တို့ indicator ကတော့ပါလဲဆိုလို့ရှိရင်ဒီကောင်ကို pi cycle top လို့ခေါ်တယ် pi cycle top ကကျွန်တော်တို့ပြောလို့ကျွန်တော် technical indicator ပဲသူ့ရဲ့အလုပ်လုပ်ပုံကပါလဲဆိုလို့ရှိရင်တရား17ရက်ပေါ့နော်အာ day ကျွန်တော် moving average ရှိတယ်ဒါနည်းနည်းမြန်တဲ့ကောင်အဲ့နောက်တစ်ခုကကျွန်တော်ရပွန်350 350ရက်ကျတော့ကျွန်တော်ပါလဲဆိုလို့ရှိရင်အာ နည်းနည်းနှိမ့်တဲ့ကောင်ပေါ့နော်သူ့ကို350အမြောက်နှိမ့်ပေါ့နော်နှိမ့်နေပါမြောက်ထားသေးတယ်အဲ့ဒီ indicator နှစ်ခုဖြတ်တဲ့ဒီအချိန်ပေါ့နော်အဲ့လိုအချိန်မျိုး131ကနေပြီး350ဆိုလို့ဖြတ်တဲ့အချိန်မျိုးမှာ pi cycle top လို့ခေါ်တဲ့ထိတ်ကိုရောက်တာဟုတ်နော်ကျွန်တော်အရှိမပြောင်းကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါ index ဆိုတော့ဟိုအထိပြောင်းကြည့်လို့ရတယ်ဟိုဟာဟိုဟာမဟုတ်ဘူးအဲပြောရရင် USD ပဲမဟုတ်ဘူးဆိုတော့လေဒီမှာကြည့်ဒီမှာဆိုရင်ဒါ2013 2000နဲ့မှ 73ဟုတ်တယ်ဟိုးရှိမှနေရှိတယ်မဒီဒီဒီလောက်ကြီးသွား2013ကနေ parcel get top ဒီလိုသွားတယ်နောက်တမှာ2013ဒီဇင်ဘာမှာတစ်ခေါက်ဖြတ်တဲ့အချိန်မှာ parcel get top ရောက်တယ်ပြီးတော့2000နဲ့မှာ78ကျွန်တော်တို့အာဒေါ်လာ2000လောက်နေပါလက်ထူရောက်တဲ့အချိန်မှာ parcel get top ဖြတ်ဖြတ်ပြီးတဲ့အချိန်မှာပြန်ကျသွားတယ်နောက်ဒီမှာကျွန်တော်ကြည့်မယ်ဆိုရင်2000နဲ့မှာ27ဒီကျွန်တော်တို့ဒါ6900ပေါ့နော်ကျွန်တော်နောက်ဆုံး ဟိုဖြစ်ခဲ့တဲ့နေရာလေအဲရောက်ခဲ့တဲ့နေရာဟိုအော်ဒါဟိုင်းအဟောင်းပေါ့နော်အဲ့ဒီကိုရောက်တဲ့အချိန်မှာလည်းဒီမှာပိုင်ဆိုင်ကတော့ဖြစ်သွားတယ်အာ indicator ဒီဒီအာ moving average နှစ်ခုဖြတ်သွားတဲ့အချိန်မှာ parcel ကတော့ဖြစ်ပြီးတော့အကူပြန်ကြာသွားတယ်ဒါပေမဲ့ဒီအရာဆိုလို့ရှိရင်ကြာ parcel ကတော့အရန်ဝေးသေးတယ်ဒီမှာကြည့်လိုက်ဒီဒီအောက်ကဒီ moving average နဲ့အပေါ် moving average ကထိဖို့ဆိုတာဒါတော်တော်လေးဝေးနေသေးတာကိုတွေ့လိမ့်မယ်ပေါ့နော်ဆိုတော့ parcel ကအရော့ top အရာတော့ကျွန်တော်တို့ဒါ ထိတ်ကိုမရောက်သေးဘူးပေါ့နော်ထိတ်မရောက်သေးခင်ကြာတာရှိလားဆိုတော့ရှိတယ်ဒီမှာဒီမှာတော့ရှိတယ်ဒါပေမဲ့ထိတ်ရောက်ပြီးရင်တော့ तू ကထိတ်ရောက်ပြီးမှကြာတာပိုများတယ်ပေါ့နော်ဒီမှာအနည်းဆုံးတော့ तू ကဒီလိုဆိုဒီအပေါ်ကဒီအဆင်းအောင်ဒီဒီ line ကိုတော့ तू ကကြော်ရအပေါ် line ကိုကြော်ရတယ်ဘယ်လိုလဲဒီမှာအပေါ် line ကိုမကြော်နေသေးဘူးအောက်မှာပဲကျွန်တော်ရှိနေသေးတယ်အဲ့တော့အာကျွန်တော်စိတ်ထင်ပေါ့နော်ပြီးရင် next month ကြာလို့ရှိရင် तू အောက်တိုဘာအနေနဲ့ तू ကဟိုဟာရှိသေးတယ်ဒီ break up လို့ဖို့ရှိသေးတယ်နောက်ထပ် point 25 percent gap မှာလို့ကျွန်တော်တို့ဟိုဟိုဟာဟိုမှန်းထားကြတယ်ပေါ့နော်အဲ့တော့4ဖြစ်4ဟိုဟာဖြစ်သွားပြီပေါ့နော်ထက်ရော့သွားပြီအဲ့တော့ကျွန်တော်တို့ကဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်နောက်နောက်လာမှာအဲ့လိုမျိုး break up ဟိုဟာရှိတယ်ဒါပေမဲ့နှစ်ခုပေါ့နော်ခုနကကျွန်တော်ပြောလို့နှစ်ခုအပြိုင်မှုဖြစ်လာတယ် Bitcoin ဒီဒီ cycle တော်နာကိုရောက်လာနေပြီလို့တချို့တွေကယူဆတာရှိတယ် တခြားဟို on chain indicator တွေရှိတယ် on chain indicator တွေမှာလည်းအကုန်လုံးကအလင်းမှာပဲရှိနေတယ်ဒါပေမဲ့အာဒီ4 year cycle အရာတော့အဆုံးဒီ profit အဆုံးသက်ကန်နီးလာပြီလို့ယူဆကြတဲ့လူတွေရှိတယ်အဲ့လူတွေရဲ့နောက်ကြောက်ရောင်းပေါ့နော်ကြောက်ရောင်းဆိုတာအဓိကဘယ်လိုဆိုလို့ရှိရင်ခုနဈေးကြရတဲ့အချိန်မှာကြောက်ရောင်းနေကြအောင်လို့ပါတယ်ဘာလဲဆိုတော့ကြပြီဆိုရင်ဖီးယားဖြစ်ပြီးရောင်းတာပေါ့ဒါတော့တူတူကိုကိုဒါဖီးယားတော့ဖြစ်ကြတာဒါပေမဲ့ ြောရင် paper hand ကိုကျွန်တော်တို့ခေါ်တယ်ဒီဟိုဟာတိတ်ချမကင်ထားရတဲ့ diamond hand နေမရောင်း paper hand နေရောင်းတာများတယ်ဆို paper hand နေရောင်းကြရရှိတယ်အဲ့ဒီမှာအလုံးပေါင်းတဲ့ selling pressure ရှိတဲ့ကြောင့်အဲ့ selling pressure နဲ့ခုနကဒီ indicator တွေရဲ့ market cycle top ကိုမရောက်သေးပါဘူးလို့ပြောတဲ့အချက်နဲ့ဘယ်သူနိုင်မလဲဆိုတော့ကျွန်တော်ကအာကြည့်ပြီးတော့ဆုံးဖြတ်ရမယ့်ပုံစံဖြစ်သွားတာပေါ့နော်ဆိုတော့ technical buy indicator တွေအရတော့ကျွန်တော်တို့ကအာဒီလိုရှိတယ်ဒီမှာကျွန်တော်အခုဆိုလို့ရှိရင် သတင်းနဲ့၈ထောင်ဒီ first content ဖြစ်လာသတင်း၈ထောင်ကိုထိပြီးတော့လို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့မဆပ်ဖို့ဒီခိုင်ခိုင်မာမာရက်တည်နိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်ရပါဘောနော်အဲ့တော့ပြီးရင်အဲ့ဒီကနေမှတစ်ဆင်းကျွန်တော်တို့ကအာသတင်း၈ထောင်မနိုင်ဘူးဆိုလို့ရှိရင်ဘယ်အထိဆင်းမလဲဆိုတာကိုထပ်ပြီးတော့ကြည့်ရပဲရေရှည် long term ဒီသတင်းအောက်ကိုပြန်ကြပြီးတော့ဆက်သွားတော့မလားဆိုတော့ကျွန်တော်ကြည့်ရမယ်ဒါမှမဟုတ်လို့ရှိရင်အပေါ်ကိုတက်မယ်ဆိုလို့ရှိရင်လည်းဘယ်အထိ အဲဘောနော်တနေကြီးရှိသေးလဲဘလောက်တနေကြီးရှိသေးလဲဆိုတော့ကျွန်တော်တို့ကပြန်ကြည့်ရပါဘောနော်ဆိုတော့အဲ့ဈားထဲမှာကျွန်တော်တို့ကဟိုဘယ်သူနိုင်မလဲဆိုတာကိုဒီ technique ကမှာ3800နေဟာနေစောင့်ကြည့်ဖို့ကျွန်တော်တို့စဉ်းစားရတော့ကျွန်တော်ရဲ့ idea ပေါ့အဲ့တော့အခုအဲဈားထဲမှာကျွန်တော် Java ပြောပြောရင်းနဲ့ကျွန်တော်စဉ်းစားမိတဲ့တစ်ခုရှိရဲဒါကျွန်တော်အရင်ကနေစဉ်းစားစဉ်းစားမိထားတဲ့ဟာတစ်ခုပေါ့နော်အခု Michael Sailor တို့ဘာလို့ဒီ strategy လို့ company မျိုးတွေနော် matter plan လို့ company မျိုးတွေ သူတို့ကဘိတ်ကွင်ကိုဘန်နာဒိုက်အနေနဲ့သူတို့ reserve အနေနဲ့ဝယ်ပြီးတော့စုတယ်ပြီးရင်စုထားတဲ့ဘန်နာဒိုက်ကိုပဲကျွန်တော်တို့ကပြန်ပြီးတော့မှအာ reserve ပြောရင် ပြန်ရောင်းတယ်ပေါ့နော်ပြန်ရောင်းတယ်ဆိုတာဒီအပြင်ကိုဒီအပြင်ရလူတွေကိုကျွန်တော် investment အနေနဲ့ရောင်းပြီးတော့ရမုံငွေရှာတယ်ရလာတဲ့ percent နဲ့ဘိတ်ကွင်ကိုပြန်ပြန်ဝယ်တယ်ပြီးရင်ဘန်နာဒိုက်တွေပြန်ထည့်တယ်အဲ့ဒါ cycle ပတ်တာပေါ့နော် cycle ပတ်နေတော့အဲ့မှာကျွန်တော်အရင်ကနေစဉ်းစားမိတဲ့ခုရှိတယ်အဲ့လို cycle ပတ်တာဒီ ဈေးဘစ်ကွန်ဈေးတောက်လျှောက်တက်နေတဲ့အချိန်ဆိုရင်ကောင်းတယ်။ကောင်းတယ်။ပြီးတော့အာဘယ်နေရာမှာကောင်းလဲဆိုလို့ရှိရင် business တစ်ခုအနေနဲ့ run နေတဲ့အချိန်ဆိုကောင်းတယ်။ပြဿနာဘာဖြစ်နိုင်လဲဆိုလို့ရှိရင်အခုလိုဈေးကျတဲ့အချိန်မှာဈေးကျတဲ့အချိန်မှာ သူဒီခုနက reserve ရဲ့တန်ဖိုးကိုသူမှီိုးအတွက်ကိုသူ bitcoin ထုတ်ရောင်းရောင်းရလိမ့်မယ်ပေါ့နော်။သူကဘယ်မှမရအောင်လို့ပြောတယ်။ဒါပေမဲ့ဟုတ်ဥပါဗျာကျွန်တော်ဆိုလိုတာ မရောလည်းမရောဈေးကလည်းကျနေရဆိုလို့ရှိရင်ဘာနဲ့အမြတ်ပေးမလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးပြဿနာကြီးဖြစ်လာအခုတော့မှကျွန်တော်တို့ဒါ selling pressure ဝင်လာတဲ့အချိန်မှာ share ရှင်တွေဘာတွေနဲ့တို့ရဲ့ဒီဘုတ်အဖွဲ့တွေဘာတွေကဒါ big one ကဟိုရောင်းစရာ access လားဆိုတာမျိုးတရင်နေနေထွက်လာတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မို့လို့ပြောလို့ရှိရင် collapse ဖြစ်သွားမှာကြောက်ပါတယ်အဲ့ဆုထားရင်ဆုထားရင် တက်နေတော့အကောင်ကြာလဲကြာရောအေးပြန်ဒီအကြောက်ကာဘရဖြစ်ဖို့ပြန်ရောင်းမယ်ဆိုပြီးပြန်ရောင်းလိုက်တယ်ရောင်းလို့ market ထဲကို supply တွေဝင်လာတယ်ဝင်လာတော့ကြောင့်မလို့ပြန်ကျသွားတယ်ဒါမျိုးတွေဖြစ်လာနိုင်ကြီးရှိနေတာဖြစ်တဲ့ကြောင့်မဟုတ်အဲ့ဒါကိုကျွန်တော်နည်းနည်းစိတ်ပူတာရှိရဲ့အရင်ကတည်းကစိတ်ပူတာပဲအဲ့ဒါသူတို့ရဲ့ company ဘလို့လက်ပတ်လဲဆိုတော့ကျွန်တော်100% research မလုပ်ပါသေးတယ်ကျွန်တော်အရင်နားမလဲဘူးဒါပေမဲ့တေချာတာတော့သူတို့ကဒီ bitcoin reserve လုပ်ထားပြီး bitcoin reserve ကိုတုံးပြီးတော့ပဲရန်ကုန်ပြန်ရှာပြီး bitcoin ပြန်ဝင်နေရပဲလို့တော့သိကြတယ်ဆိုတော့အဲ့ဒါဒီ ပေးကွန်ကြရတဲ့အချိန်ကျလို့ရှိရင်တို့အပေါ်မှာဝယ်ထားတဲ့တက်ဆေးတွေမိထားတာရှိမှာပဲအဲ့ဒါတွေကိုပြန်ပြီးငွေဖော်ဖို့ပြန်လုပ်ရင်လုပ်ရမှာပဲလုပ်တဲ့အခါကျဘာလို့ဖို့တို့ပေးကွန်ပြန်ပြန်ရောင်းရမှာပဲတခြားနည်းနဲ့ဘယ်လိုတခြားနည်းရဲ့ရှာတယ်လို့ရှာလို့ရရင်တော့ကယ်လို့ရတာပေါ့ဗျာဘောင်းရင်ပေးကွန်ပြန်ရောင်းရမှာပြန်ရောင်းရလို့ရှိရင် even more supply ပြန်ဝင်လာမှာဝင်လာလို့ရှိရင်ထပ်ပြီးတော့ဈေးကျန်နေရှိအဲ့လိုမျိုးပတ်သွားမှာကျွန်တော်ကြောက်ဒါကျွန်တော်ကြောက်တဲ့ဟာပြောပြတာဆိုတော့အော်ဒါလေးကတော့ဒီနေ့ကတော့ကျွန်တော်ဖိတ်ကွယ်ကို analyze လုပ်ရင်းနေပါတော့အဲ့တော့ ဘိတ်ကွိုင်းဒီအခု calculation လုပ်မယ်ထလို့ရှိရင်တသိန်းနဲ့၈ထောင်ပါကျွန်တော်တို့အဲရောက်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးအာ react လုပ်မလဲဆိုတော့ကျွန်တော်ကြည့်ရအဲတခုအခုကတော့ထူးခြားချက်တခုကဘိတ်ကွိုင်းကခံနိုင်ရင်ရှိလာတယ်ဘာလို့လဲဆိုတော့ဘိတ်ကွိုင်းကလူတွေကပိုယုံကြည်လာဖြစ်တဲ့ကြောင့်မလို့ဒီဈေးမှာအခု support ပြောင်းဝယ်တဲ့သူတွေအများကြီးဝင်လာတယ်ကျွန်တော်ကိုယ်တိုင်လည်းမနေ့ကညတော့ကတသိန်းနဲ့အဲဒီ900အောက်ကိုကျပြီဆိုကြတဲ့ကကျွန်တော်ကျွန်တော် order တသိန်းနဲ့ ခဏထောင်ပါလို့တခုတသိန်း၈ထောင်ပါလို့တခုရှိတယ်တခုရှိတယ်တသိန်း၈ထောင်နာကိုကတ်လိုက်ဆိုလို့ရှိရင်ကျွန်တော် order ကိုမတိဘဲနဲ့ပြန်တက်သွားမှာအခုလိုမျိုးဒါကိုပြန်ပြန်တက်တယ်မတိဘဲပြန်ပြန်တက်သွားမှာဆိုလို့ကျွန်တော် order ကို manually ပိတ်ပြီးတော့အဲ့အပေါ်ကနေပြီးရောက်တဲ့ market မှာကျွန်တော် order ကိုဖွင့်တက်ဖွင့်လိုက်တာပေါ့နော်တသိန်းရာခိုင်ဒေါ်လာရာခိုင်နည်းနည်းပဲကွာတသိန်း၈ထောင်နဲ့မှ200 300လားဘယ်လောက်ထိရောက်ခဲ့လဲ900လားမသိဘူးဟိုပါလေတသိန်း၈ထောင်မဟုတ်တသိန်း၈ထောင်တယ်တသိန်း၈ထောင်နဲ့မှကျွန်တော်တို့900လောက်ရောက်ခဲ့တယ်အဲ့900ရောက်တဲ့အချိန်မှာကျွန်တော် ဖွင့်လိုက်တယ်ဗောနော်အဲ့တော့ကျွန်တော်ကအဲ့နားမှာ order အောက်ကတစ်ခုကိုအပေါ်တက်ဖွင့်လိုက်တယ်ဒေါ်လာရာခိုင်နှုန်းပဲကွာကွာတော့လို့ဆိုပြီးတော့ဒီဟာကိုရောက်စမှာရောက်မလို့ယူဆရတဲ့အတွက်ကြောင့်မလို့ဗောနော်ကျွန်တော်လည်းအခွင့်ရေးဆိုအဲ့တော့ဖွင့်လိုက်တယ်ထက်ကြလို့ရှိရင်ကျွန်တော် order ကျွန်တော်တို့ order ကြီးထက်ပွေအောင်ပါအဲ့တော့အဲ့လိုမျိုး spot ပြန်ဝင်တဲ့လူရှိရတဲ့အတွက်ကြောင့်မလို့တော့အရင်ကတော့စိတ်ဝင်စရာမလိုဘူးလို့ကျွန်တော်ယူဆရတယ်ဗောနော်ဆိုတော့ဒါကကျွန်တော်ရဲ့ user အဲ့တော့ဂျန်တဲ့ဂျန်တဲ့ကောင်တွေကတော့ဒီနေ့ဟိုအရင်ကတော့ analyze လုပ်လို့တော့အချိန်မရတော့ဒါပေမဲ့ ။ဒါနဲ့ overall ကြည့်မယ်ဆိုလို့ရှိရင် overall ကြည့်မယ်ဆိုလို့ရှိရင်เนาะဒါဆိုရင်ကျွန်တော်တို့လုံးဝ drop ကြီးဖြစ်သွားတယ် weekly drop ကြီးဖြစ်သွားတယ်။အဲ့တော့ဒါကိုကျွန်တော်တို့ပြန်ပြီးတော့ဒီ zone ကိုကျွန်တော်ဖယ်ရတော့မယ်ပေါ့နော်။ဒီကောင်လေးလုံးဝဖြစ်တော့ဖယ်ရတော့မယ်။အဲ့တော့ next support ကဘယ်နှမှာရှိနိုင်လဲ။ next support ဒီ weekly မှာဆိုရင်ကျွန်တော်ဒီမှာအသိ160 160နေရာရှိတယ်။ တရား60အထိဈေးနိုင်ရရှိလာဆိုလားနာရှင်းနိုင်ဈေးနိုင်ရရှိတယ်နော်ရှိတယ်မမမဖြစ်ဘူးလို့ကန်ဒီကမ္မခရစ်တိုမှာဘယ်မှမပြောနိုင်နောက် level တစ်ခုကဘယ်ထားလဲဆိုဒီမှာကျွန်တော်200အာ200ကျော်ပါတယ်190နဲ့မှ4ပေါ့နော်190တွေဒီအရှိရဟိုပါဘော်ဒီရှိတဲ့နေရာ194အောက်ကျ sorry ဒီမှာ188 sorry 194မဟုတ်188ပေါ့နော်188ရှိမယ် ဒါသည်ဟိုဆက်ပြန်ပြီးထိနိုင်ခြင်းရှိတဲ့နေရာလေးတွေပေါ့နော်အဲ့နေရာတွေကကျွန်တော်တို့ကပြန်ဆောင်ကြည့်ရမယ်ပုံစံဖြစ်သွားတယ် BNB လည်းတောက်လျှောက်ကြီးကျသွားတယ်ဒါတော့ order high ကနေကျတာဆိုတော့တိတ်အထိမနာဘူးပေါ့နော်တော်တော်ဒီလောက်ဒီလောက်ပဲရှိတယ်အဲ့တော့ကျွန်တော်တို့ BNB ကကျတော့အဲပြောဒီဒီလိုနေရာမျိုးတွေပေါ့နော်ဒီလိုမျိုး weekly 3ရက်စတိုင် body break မလုပ်နိုင်ခဲ့တဲ့ဒီလိုနေရာရှိတယ် local တွေအဲ့ဒီ840လို့ပါလို့နေရာမှာပြန်ကြည့်ရမယ်အီတာရီယန်နဲ့ကျွန်တော်တို့ဒီမှာ daily ဖရန်လိုင်းဒါကိုဖျက်လိုက်မယ်ဆိုရင်အီတာလီယန်ဒီပထမအဆင့်ဖြစ်တယ်ကျွန်တော်တို့ဒါဒီ body ရှိတဲ့နေရာကနေ rejection လုပ်နေတာကိုတွေ့ရတယ်ဒီ body ဒီအရှိမလဲကျွန်တော်တောက်လျှောက်ဟိုအလုပ်ခဲ့တဲ့၄တောင်နာပါဘောနော်၄တောင်ပတ်ချလဲနော်၄တောင်အခုတော့၄တောင်အောင်မရအောင်လဲ၄တောင်ပတ်ချလဲဘောနော်၄တောင်လို့ပဲထည့်ထားလိုက်မခဏဆိုတော့ဒီနားလေးကကျွန်တော်တို့ဒါပြန်ပြီးတော့ reject အပြီးပြန်လုပ်နိုင်မလားဆိုတော့ကျွန်တော်တို့ကြည့်ရမှာပါနော် โอเคဟုတ်ပြီတော့ဒါလေးကတော့ကျွန်တော်တို့ရရှိသွားပြီเนาะကျွန်တော်တို့ဒါ crypto ကလည်းဈေးကျနေတဲ့အချိန်ဆိုတော့ပြောရတာအများတော့เนาะဆိုတော့အာ Friday analysis တွေဖြစ်ပါတယ်အဲ့တော့ crypto နဲ့ပတ်သက်တဲ့ကျွန်တော်တင်တဲ့ကျွန်တော်အသိဖွင့်မှုရှိပါတယ်တင်တဲ့ကတော့ကျွန်တော်ပြောလို့ရှိရင်ပတ်စံလို့လို့ဖွင့်တာအထက်ဟိုဒီကလူတွေအကုန်လုံးလည်းကျွန်တော်ရဲ့ analysis လောက်ကြတယ်လေကြည်နေတယ်နောက်ကျွန်တော်ဟို Binance account တွေပါတွေ့နေတာပဲလေအဲကျွန်တော်ဘာမှဖုံးကွယ်ထားတာမရှိဘူး Binance account တွေမှာလည်းကျွန်တော် ဟိုတွေ့တဲ့ရှိတဲ့ငွေမောင်းလည်းတွေ့ပါပဲပေါ့နော်ဆိုတော့ပတ်စံကကျွန်တော်တည်းမလိုနေဘူးအဲဒါပေမဲ့ဟိုကျွန်တော်ဘာလာဘာလို့ကျင်းနေဆိုရင်ကျွန်တော် community တခုလိုချင်တယ်ပြီးတော့မြန်မာပြည်မှာဟိုရှိတော့ရှိရရှားရဲကျွန်တော်တို့ဒါဟိုပါပေါ့ဒီ simple ဖြစ်တဲ့ tools တွေကိုတုံးနေဟို platform တခုလည်းကျွန်တော်စောင့်နေရရှိအဲ့ platform အတွက်ကိုလည်းကျွန်တော်က pro ဟိုလူတွေကိုပေါ့နော်တုံးတာကျွန်တော်လိုချင်တယ်ပေါ့နော်ဆိုတော့ crypto bro တွေပေါ့နော် crypto bro တွေကိုကျွန်တော်အာခေါ်ချင်တာပေါ့လေ ော့အဲ့တော့လည်းကျွန်တော်တန်းတန်းဖွင့်နေတာလေးတခုတော့ရှိတယ်ပေါ့နော်အော်တိုဘာ6ရက်နေ့စမယ်ဟာလေးပေါ့နော်ကျွန်တော်အောက်ပါစုံစမ်းမှုအတွက်ကို Telegram အကောင့်နေပေးထားတယ်နော်ဆိုတော့အဲ့လေးဝင်ပြီးစုံစမ်းလို့ရပါနော်ဟေးအဲ့တော့ DTP အောင်ကြည့်ပြီးတာကျေးဇူးများကြီးတင်ပါတယ်တွန်းလှန်နေမယ်ဝင်ဝင်နေနေလေးဖြစ်ကြပါစေနော်အဲ့ဒီမယ်နော်